လက်ရှိချင်းပြည်နယ်မှာစစ်ကောင်စီလက်ထက်ကနေမြို့တွေသိမ်းပိုက်ထားတဲ့ချင်းညောင်အဖွဲ့ CB အနေနဲ့ချင်းပြည်နယ်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပုံမိုခိုင်မာစစ်လက်တဲ့တခုတည်းသောတပ်မတော် Standard Army ဖြစ်အောင်ဖွဲ့စည်းလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဇွန်လ18ရက်နေ့ကပြုလုပ်တဲ့ချင်းညောင်အဖွဲ့ရဲ့နိုင်ငံရေးစစ်ရေးနဲ့ပတ်သက်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာချင်းညောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကဒီအခြေအနေနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာပါ။ သူ့အချိန်လေးနဲ့သူဘောနော်ကျွဲကူးရေပါဘောနော်အရေးချင်းရှိလာဖို့ကိုပဲဦးစားပေးပြီးမှတဖြည်းဖြည်းနဲ့ကျွန်တော်တို့အရွေးဖြစ်ရမယ်ဒါပေမဲ့အရွေးရတော့နိုင်ငံရေးရေချင်လျောက်အဆင်ပြေလာလျောက်ပေါ့သူကလည်းသူညာတဲ့ခါရှိမယ်နှီးတဲ့ခါရှိမယ်အရွေးတော့ဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ဒီ CB Army ပေါ့နော် Standard Army ကိုကျွန်တော်တို့ထူထောင်သွားကြဖို့ ဒါကအနာဂတ်မှာလည်းပဲကျွန်တော်လွတ်မြောက်နေမြေကိုလည်းကာကွယ်ဖို့ရှေ့ဆက်ပြီးမှလည်းပဲ Federal Democracy ပြည်ထောင်စုမှာလည်းအတိုင်းအတာပါဝင်ဖို့ကျွန်တော်တို့ရဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်လွတ်လပ်ခွင့်ကိုအပြည့်အဝအာမခံပေးမဲ့ဒီအာမေတစ်ခုပေါ့နော်အဲ့ဒါကိုအတွက်ပေါ့ကျွန်တော်တို့ဟိုလိုပြင်ဆင်နေကြချင်းဖြစ်ပါတယ် ချင်းညီနောင်အဖွဲ့ကိုတော့ຫນွေဥတော်လိုင်းအိမ်မှာပေါ်ပေါက်လာခဲ့တဲ့ချင်းတော်လိုင်းအင်အားစုတွေဖြစ်တဲ့ချင်းအမျိုးသားအဖွဲ့ချုပ် CNO CNDF ချင်းအမျိုးသားကောင်စီမင်းတပ် CDF ချင်းကာကွယ်တပ်ဖွဲ့ကံပတ်လက်ဇိုမီဖက်ဒရယ်စီယုံနဲ့ချင်းလန်းကာကွယ်တပ်ဖွဲ့မတူပီတပ်မဟာတပ်တို့ပူးပေါင်းပြီးချင်းဘရာသာဟုကိုစုဖွဲ့ထားတာပါချင်းညီနောင်ဖွဲ့ဝင်တွေပေါင်းစည်းပြီးတခုတည်းသောတပ်မတော်ဖော်ဆောင်ရေးအတွက်ချင်းပြည်နယ်လွတ်မြောက်နယ်မြေတနေရာမှာပြီးခဲ့တဲ့ဧပြီလအတွင်းကချင်းညီနောင်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံပြီးအကောင့်ထဲဖို့သဘောတူညီခဲ့ကြတာပါ လက်ရှိမှာတခုတည်းသောတပ်ဖြည့်ရဲ့အတွက်စစ်တင်တန်းတွေဆက်လက်ပေးနေသလိုစစ်တင်တန်းဆင်းပွဲတွေလည်းပြုလုပ်နေရရှိပါတယ်။တပ်ဖွဲ့အင်အားအနေနဲ့ထောင်ချော်ရှိတယ်လို့သိရပေမဲ့လည်းအသေးစိတ်ကိုတော့ထုတ်ဖော်ပြောဆိုတာတော့မရှိသေးပါဘူး။အခုအခြေခံစစ်တင်တန်းဆင်းရတယ်ဆိုလဲမရာလဲမရာလျောက်မင်းတက်ကလည်းမင်းတက်လျောက်ပေါ့နော်ကံပလက်ကကံပက်လျောက်အဲ့လိုမျိုးပေါ့နော်အခုအချိန်နဲ့ကိုလုံးချတာရှိတယ်။နောက်ပိုင်းကျွန်တော်တို့ရဲ့အခြေခံစစ်တင်တန်းတွေဒီပေါင်းလိုက်ပြီးမှပေါ့နော်။ဒီလောလောဆယ်6ဖွဲ့ရှိတယ်။6ဖွဲ့လုံးကရဲပေါ်ဥမာဆိုဆို6ဖွဲ့လုံးကရဲပေါ် အယောက်30စီးပေါ့နော်ဟိုအဲ့လိုမျိုးတွေအကုန်လုံးပုံလိုက်ပြီးမှ one training အဲဒီက basic military training မှာလဲ one training အကုန်လုံးသွားမယ်တပုံမျိုးပေါ့နော်အဲ့လိုမျိုးကနေတဆင့် one army ဖြစ်လာဖို့ပေါ့နော်အော်ဗလာမျိုးအယူသိမ်းပြီးရောအောင်ဝဲခံနေတာပါဗျာ ချင်းကြီးနောင်အဖွဲ့ဝင်တွေဟာမဟာမိတ်တွေနဲ့ပူးပေါင်းပြီးလက်ရှိမှာမတူပီမင်းတက်ကံပတ်လက်လိုင်လင်းပီဖလန်းမြို့နယ်တို့ကိုစစ်ကောင်စီလက်ထက်ကနေတိုက်ခိုက်သိမ်းယူထားပြီးတီးတိမ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ပြင်ဆင်နေပါတယ်။ချင်းကြီးနောင်အဖွဲ့ဝင်တပ်ဖွဲ့6ဖွဲ့ကပုံမိုးကြစ်လက်တဲ့တပ်တွေဖြစ်အောင်ဖွဲ့စည်းပြီးတဲ့နောက်အဲ့ဒီတပ်ဖွဲ့တွေပေါင်းစည်းပြီးအမည်နာမဒေသတွေဆွန့်လွှတ်ပြီးတမျိုးသားလုံးနဲ့ဆိုင်တဲ့အမည်တစ်ခုနဲ့တပ်မတော်တရက်ဖွဲ့စည်းသွားမှာလို့ပြောပါတယ်။ လက်ရှိချင်းပြည်နယ်မှာချင်းညီနောင်အဖွဲ့နဲ့သဘောထားကွဲလွဲနေတဲ့ချင်းလန်းကောင်စီစစ်စစ်တပ်ဖွဲ့ဝင်တွေနဲ့လည်းဆွေးနွေးညှိနှိုင်းမှုတွေရှိနေပြီးနိုင်ငံရေးရသဘောတူညီမှုတွေကိုရရှိပြီးတဲ့နောက်တဖြည်းဖြည်းတက်တည်ချိတ်ဆက်ပူးပေါင်းရေးကိုတွားမယ်လို့ဆိုကြပါတယ်။ဟုတ်ပြီ။ဟုတ်ပြီ။